ရုရှားစီကအင်အားအလုံးအရင်းနဲ့လေကြောင်းတိုက်ခိုက်မှုတစ်ခုကိုခုခံရင်းယူကရိန်းရဲ့ F-16 တိုက်လေယာဉ်မှုတဦးသိမ်းဆုံးခဲ့ရပါတယ်။ဂျွန်လ28ရက်ညတကောင်ကျော်နဲ့ဂျွန်လ29ရက်မနက်အစောပိုင်းမှာရုရှားဘက်ကနေ drone တွေ၊ cruise ဒုံးကျည်တွေ၊ပယ်ထိန်ဒုံးတွေအစုအပြုံလိုက်ပစ်ခတ်ခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုတွေကိုကြားဖြတ်ဟန်တားဖို့ကြိုးစားရကနေ American လို့ F-16 တိုက်လေယာဉ်ပြတ်ကျပြီးလေယာဉ်မှုပါသိမ်းဆုံးခဲ့တာဖြစ်ပါတယ်။ယူကရိန်းသမ္မတဇယ်လမ်စကီက တိုက်လျက်မှု Maxam Ustiman ကိုရဲ့စွန့်စားရဲရင့်မှုကိုချီးကျူးခဲ့ပါတယ်။နောက်ပြီးနိုင်ငံရဲ့ရဲစွမ်းတတိဆိုင်ရာအမြင့်ဆုံးဂုဏ်ပြုဆုဖြစ်တဲ့ယူကရိန်းသူရဲကောင်းဘွဲ့ကိုချီးမြှင့်အနှင်းသွားမယ်လို့ကြေညာခဲ့ပါတယ်။ဒီတိုက်ခိုက်မှုနဲ့ကြုံပြီးတဲ့နောက်မှာတော့ American နဲ့အနောက်မဟာမိတ်နိုင်ငံတွေကယူကရိန်းရဲ့လေကြောင်းကာကွယ်ရေးစွမ်းရည်မြင့်တင်နိုင်ရေးအတွက်ပို့ပြီးတော့ထဲထဲဝင်ဝင်ကူညီထောက်ပံ့ပေးကြဖို့လဲဇယ်လမ်စကီကတောင်းဆိုလိုက်ပါတယ်။ရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံအနှံ့ကမြို့တချို့မှာနေအိမ်တွေအခြေခံအဆောက်အအုံတွေအများအပြားပျက်စီးခဲ့တယ်လို့လူ၁၂ယောက်ထပ်မံနေအသက်ဆုံးရှုံးခဲ့တယ်လို့သိရတာပါဇလမ်စကီးပြောတာကရုရှားဟာယူကရိန်းမြို့တွေကိုဒရုန်းနဲ့ဒုံးကျည်တွေအလုံးအရင်အသုံးပြုတိုက်ခိုက်နေတာတွေရက်တက်မှာမဟုတ်ဘူးလို့လည်းလူမှုကွန်ရက်မီဒီယာ X မှာဆွတ်ဆွဲရေးသားထားပါရဲ့ရှင်